ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ရန်ကုန်သွန်းဆိုင်ကာတွန်း channel လေးမှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေးမကြည့်ခင်မှာ VPN လေးဖွင့်ပြီးကြည့်ပေးကြဖို့တောင်းဆိုလိုက်ပါရစေ။ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးသွားမယ်ကာတွန်းပုံမြင်လေးကတော့အာတီဟာချက်ပြုတ်ရတာကိုကြိုက်ပါရစေ။ပြီးတော့သူမဟာပြိုင်ပွဲတစ်ခုမှာအမြဲဝင်ပါခြင်းနေပြီးတော့အနိုင်ရခြင်းနေခဲ့ပါရစေ။ ဒီနေ့မှာတော့အာတီဟာမိဖို့ကြောင့်နဲ့မှာကျက်စီတမင်းချက်နေခဲ့ပါတယ်။သူမအမေရောက်ရှိလာပြီးသူမကိုပြောပါတယ်။နေရဘသူနဲ့တူတာလဲ။ငါနဲ့တူတာလည်းမဟုတ်။ငါယောက်ျားနဲ့တော့တူတာလည်းမဟုတ်။နေအပေဆိုရင်းနှွေးဘလို့တဲရမလဲဆိုတာကောင်မှမသိဘူး။ငါဆိုလဲမိဖို့ကြောင့်နဲ့ဝင်ရမှာတော့ကြောက်တယ်။ဒါပေမဲ့နေ့ကိုကြည့်လိုက်ရင်အမြဲမိဖို့ကြောင့်နဲ့မှာပဲ။တခုမဟုတ်တခုအမြဲချက်ပြုတ်နေတယ်။တခါတည်းပါအမေရဲ့။တမိဘလောက်ကြွန့်ကျင်လဲဆိုတာအမေနားလည်ပြီးသဘောကျလာမှာပါ။ ။တမီးရဲ့နေရူပေး15တန်းတန်လောက်တဲ့ဟင်းချက်တဲ့နန်းတွေလည်းတတ်ထားပြီးပါပြီ။အခုနင်ကြက်စီသမင်ချက်မယ်မဟုတ်လား။ဘလစားကောင်းမလဲဆိုတာငါသိတာပေါ့။ဒါပေမဲ့နေ့ဖေကတန်းချက်တတိပါ။ပြီးတော့သူနေ့ကိုလည်းချမ်းသာတဲ့ယောက်ျားနဲ့ပဲပေးတွေ့ပေးမှာ။ဒါကြောင့်မလို့ဖို့မိဖို့ကြောင့်မဒီလောက်ထိချက်ပြုတ်တတ်နေဖို့လို့မှလည်းအမေဘလောက်ပဲဘီလီယနာဖြစ်ပါစေသူတို့အိမ်ကချွေးမချက်ပြုတ်ကျွေးမွေးတာတော့လူချင်းကြသေးတယ်လေ။ပြီးတော့သမီးရဲ့အနာဂတ်ကရောက်မှအတွက်ချက်ပြုတ်ပေးမှကိုအမေလည်းဝမ်းသာတဲ့နဲ့ သူတို့လည်းအာဘတရားစားကြလိမ့်မယ်လေဒီနေ့ခေတ်ကဘာမှာမင်းကလေးအများစုဟာချက်ပြုတ်ယူတိတ်ပြီးစိတ်ဝင်စားမှုနေပါပါတယ်မိဖို့ကြောင့်တဲ့ဝင်ဖို့တုံဆိုင်လာကြပါတယ်အာတီကတော့မိဖို့ကြောင့်နဲ့မှချက်ပြုတ်ရတာကိုသဘောကျပါတယ်သူမဟာဟင်းမျိုးစုံကိုချက်ပြုတ်လက်ရှိပါတယ်ဒီလိုနဲ့တနေ့မှမနေ့လို့ခေါ်တဲ့ပတ်စံချမ်းတာတဲ့ကောင်းလေးတယောက်သူမစီရောက်ရှိလာခဲ့ပါတယ်သူ့ရဲ့အဖေနဲ့အာတီရဲ့အဖေတို့အချင်းချင်းစကားပြောဆိုနေကြပါတယ်အာဒီယာကျွန်တော်ရဲ့သူဒီတော်သမီးလေးပါ ။တမီးလေးကိုကျွန်တော်ပိုင်ဆိုင်နှမပေးနိုင်နှမအားလုံးပေးမှာပါ။ကျွန်တော်တို့မှာငွေပြတ်လက်တယ်ဆိုတာလည်းမရှိပါဘူး။သူမကိုကောင်းကောင်းမွန်မွန်နဲ့လက်ထပ်ပေးနိုင်ပါတယ်။ကျွန်တော်တို့ကလည်းနှစ်ဖက်မိမတဘောတူတာလွဲပြီးတခြားဘာကိုမှမလို့ချင်ပါဘူး။မနစ်နဲ့အာဒီတို့ရဲ့မင်္ဂလာပွဲပြင်ဆင်ပြီးလက်အနေငယ်ကြာတဲ့အခါမှာတော့အာဒီလက်ထပ်ပြီးမနစ်အိမ်ရောက်ရှိလာခဲ့ပါတယ်။သူမမနက်၈နာရီမှထပါတယ်။ရေမိုးချိုးပြီးမကြခင်မှာပဲမိဖို့ကြောင့်ဝင်ခဲ့ပါတယ်။စပုံမှုဖြစ်တဲ့ဦးလေးရာမှုကသူမကိုတွေ့တော့ပြောပါတယ်။မမလေး ဒီမီဖို့ကြောင့်တော့ဘာဖြစ်လို့လာခဲ့တာလဲကျွန်တော်အားလုံးပြင်ဆင်ပေးမှာပါကျွန်တော်အားလုံးလို့ဖို့မတန်းညွန်ကြားပေးတာပါဒါပေမဲ့ဒီနေ့ကကျမရဲ့ပထမဆုံးမီဖို့ကြောင့်ဝင်ရမယ့်ရက်လေဒါကြောင့်ဘာလို့ဦးလျာချက်မှာလဲဒီအချိန်မှာပဲအာတီရဲ့ရောက်ခမဖြစ်သူပီရတီဟာမီဖို့ကြောင့်လည်းရောက်လာခဲ့ပြီးပြောပါတယ်ချွေးမလေးငါတို့ကအဆင့်တန်းမြင့်တဲ့လူတွေပဲဒီလိုသိငယ်တဲ့ချက်ပြုတ်ရေးတွေအားစလိုက်လုံနေစရာမလိုဘူးဒီဟာအလုပ်သမားတွေကဒါအတွက်ပဲရှိနေကြတာလေး နေ့ရက်ပထမဆုံးမိဖို့ကြောင့်ဝင်တဲ့နေ့အတွက်စိုးရိမ်နေတယ်ဆိုရင်အစားအစာတွေကိုနှင်းလက်နဲ့ပဲထိရောက်နာထိလိုက်ပါ။ဒါဆိုရင် ထုံနှန်းစင်လာပြီးပြီပေါ့။အာတီဟာအခုမှအိမ်ပြောင်းလာတာကြောင့်ရောက်ခမကိုဘာမှမပြောခဲ့ပါဘူး။မိဖို့ကြောင့်မှချက်ပြုတ်ခြင်းနဲ့သူမရဲ့အိမ်မက်ကမပြည့်စုံနေပါဘူး။ရက်အနေငယ်ကြပြီးတဲ့နောက်တညမှာတော့အာတီဟာအဲ့နေရောင်ရမ်းပြောဆိုနေခဲ့ပါတယ်။အမလင်းလေးငါပဲဟင်တူးနေပြီ။ငါဟင်တူးရတယ်လေသူကုန်ပြီ။တရားရောက် တရားရောက်နွမ်းတို့အိုးတဲထားတဲ့မီးဖို့ပိတ်ပေးပါအောင်ဒီနောက်မှာတော့မင်းရှာနိုးသွားပြီးအာတိကိုနိုးလိုက်ပါတယ်ထပါအောင်အာတိမင်းခုမီးဖို့ကြောင်ထဲမှာမဟုတ်ဘူးအိတ်ရထဲမှာပြီးတော့ဘာမှလည်းမတူမစုံပေါ့ဘူးအဲ့ဒီနောက်မှာတော့သူမစိတ်ပူပြီးအိတ်ပျော်သွားခဲ့ပါတယ်နောက်နေ့မနက်မှာတော့ဦးလေးရာမူဟာမီးဖို့ကြောင်ထဲသွားတဲ့အခါမှာတော့အစားအစာတွေအားလုံးချက်ပြုတ်ပြီးတာဖြစ်နေခဲ့ပါတယ်အစားအသောက်တွေကလည်းအရန်ကိုမှမွေးပြီးစားခြင်းစပွဲဖြစ်နေပါတယ် ဒါကိုကြည့်ရင်ဦးလေးရောင်မှုကပြောပါတယ်။ဒါကိုဘယ်သူများလှုပ်ထားတာလဲ။ကြည့်ရတာနမေကြီးစပေါ်မူတရားရောက်ကလှုပ်ထားတာနဲ့တူတယ်။ဘာပဲဖြစ်ဖြစ်ပြဿနာမရှိပါဘူး။အားလုံးကိုဒါနဲ့ပဲတည်ခင်းပေးရမယ်။တစ်ဖက်မှာတော့အာဒီဟာနောက်ကျတဲ့ဒီအိတ်နေခဲ့ပါတယ်။ဒီနေ့မှာတော့သူမမျိုးလုံးနေမဖွင့်နိုင်ခဲ့ပါဘူး။သူမနေခင်းမှာပဲနိုးပြီးသူမလက်ရတာအရသာရှိတဲ့ဟင်းပွဲတွေကိုစားခဲ့ရပါတယ်။သူမအာအသင့်စွာနဲ့စိတ်ထဲကပြောပါတယ်။ဒီအိမ်မှာ၁၀ရက်၁၅ရက်လောက်ရှိပြီ။ဒါပေမဲ့ဒီလက်ရဦးလေးတော်မူရဲ့လက်ရမဟုတ်ဘူး။ ဒီဟင်းရရတာတွေကငှက်လိုက်ရအတိုင်းပဲဒါပေမဲ့ငါမှမချက်တာရဲ့အနေငယ်လောက်ဒီအတိုင်းဖြတ်တမ်းမိတဲ့နောက်မှာတော့အာတီဟာနေ့စဉ်နေတိုင်းလိုလိုနောက်ကျမှအိပ်ရထားပါတယ်ဦးလေးရာမှုကလည်းနေတိုင်းလိုလိုဟင်းပွဲတွေကိုရနေပါတယ်တနေ့မှာတော့ဦးလေးရာမှုဟာမိဖို့ကြောင့်ကနေဟင်းပွဲတွေကိုမြင်ရတာစိတ်မကောင်းဖြစ်လာခဲ့ပါတယ်ဗီနီတီယာအဲ့ဒီကိုရောက်ရှိလာပြီးပြောပါတယ်ဒါကဘာလဲရာမှုရှင်အားကျမတို့နေတိုင်းခိုးလာတဲ့ဟင်းတွေပဲကျွေးနေခဲ့တာပေါ့ ဘာလို့ဆိုရှင်နိုးလာတဲ့အခါနဲ့ဟင်းပွဲတွေကချက်ပြီးသားအရင်တင်ရှိနေခဲ့တာလေကျွန်တော်တောင်းပန်ပါတယ်မတန်းဒါပေမဲ့ကျွန်တော်မှမချက်တာကျွန်တော်နားမလဲတော့ဘူးအစားအသောက်တွေကိုချက်ပြီးညာတိုင်းထွက်သွားတာရက်အတော်ကြာပြီတဖက်မှာတော့အာဒီဟာနောက်ကျမှအိယာထလာခဲ့ပါတယ်မနစ်မနှံ့စားစားပြီးရုံသားဖို့ပြင်ဆင်နေတော့မှပဲအာဒီနိုးလာခဲ့တာကိုတွေးခဲ့ရပါတယ်အာဒီချမ်းသာတဲ့လူတွေရဲ့အလေအကျင့်ကနောက်ကျတဲ့ဒီအိတ်တက်တောင်ငါတိပါတယ်ဒါပေမဲ့မင်းနောက်ကျတဲ့ဒီမအိတ်တက်မှု ပြီးတော့မင်းပုံစံကိုကြည့်ရတာအလုပ်တွေများကြီးလုပ်ထားသလိုပဲမင်းကမင်းဘာလုပ်ခဲ့လဲဆိုတာကြည့်ပါဦးဟုတ်ကဲ့ဗီဒီယိုလေးကိုစမကြည့်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးသွားဖို့တောင်းဆိုလိုက်ပါရစေရှင်နနစ်ပြောစကားကိုကြားခဲ့ရတဲ့အခါမှာတော့အာဒီဟာမှန်ထဲမှာတော်ကြည့်လိုက်ပါတယ်သူမကသူမမှန်ထဲမှာတွေးခဲ့ရတဲ့အခါမှာတော့မိဖို့ကြောင့်မှအကြကြီးလုပ်ခဲ့တဲ့ပုံပေါ်နေပါတယ်လက်သေးတွေနဲ့အင်ဂျီဝါတွေမှာလည်းဂျုံမွန်းတွေကတ်နေပါတယ် ဒါကိုမြင်တွေ့ခဲ့ရတဲ့အခါမှာတော့အာတီအတော်လေးကိုအားအသင့်သွားခဲ့ရပါတယ်။ဒါပေမဲ့သူမဘသူ့ကိုမှဘာတစ်ခုမှမပြောခဲ့ပါဘူး။သူမရဲ့စိတ်ထဲကနေပြောလိုက်ပါတယ်။ငါ့ကိုယ်ပေါ်မှာတရေတကောင်ဒါမှမဟုတ်ဆုံးမများရှိနေတာလား။ဘလို့လို့ငါ့ကိုယ်ပေါ်မှာဂျုံမုံတွေရှိနေရတာလဲ။ဘာကြောင့်ငါနောက်ကျတဲ့အထိအိတ်နေရတာလဲ။ပြီးတော့နေတိုင်းပါလို့ငါချက်တယ်ဟင်းအရသာတိုင်းစားနေရတာလဲ။တနေ့မှာတော့အာတီဟာ ရောက်ခမအိမ်မှာညနေဆောင်သွားခဲ့ပါတယ်။ဒါကြောင့်အာတီဟာအိတ်ပျော်သွားခဲ့ပါတယ်။ ဒီနောက်အဲ့နေရင်အဲ့ရကနေထလာခဲ့ပါတယ်အဲ့ပြောနေရင်လည်းမိဖို့ကြောင့်လည်းဝင်သွားခဲ့ပါတယ်သူမယောက်ျားဟာဒါကိုတွေးခဲ့ရတဲ့အခါမှာတော့လန့်သွားခဲ့ပါတယ်သူမနောက်ကိုလိုက်သွားကြည့်လိုက်ပါတယ်မနေ့ဗနဒီဦးလေးရောင်မှုတို့ဟာရက်ပြီးစောင့်ကြည့်နေခဲ့ပါတယ်အာဒီဟာဟင်းမွဲတွေကိုအဲ့နေရင်နဲ့ချက်ပြုတ်နေခဲ့ပါတယ်အမေအမေချွေမတော်တော်လေးကိုဟင်းချက်တော်တာပဲတခုလောက်ပါအောင်သူမဘာလုပ်နေရလဲ ဒါဆိုသူမပဲနေတိုင်းဟင်းတွေချပြုတ်နေခဲ့တာပေါ့ဒါကငါတို့မသိခဲ့ကြတာပဲကျွန်တော်မိမနောက်ကျမအိတ်လို့နောက်ကျမထားတတ်တာအကျင့်လို့ထင်နေခဲ့တာသူတညအလုံးချပြုတ်နေခဲ့တာကြောင့်ကိုငါတို့သူ့ကိုအိတ်ဖို့အခန်းထဲခေါ်သွားကြရအောင်ငနဲ့ကြရင်သူ့ကိုဆရာဝန်စီခေါ်သွားကြရမယ်သူ့မိဘတွေစီကိုလည်းအိတ်နေဟင်းချတတ်တဲ့ချွေးမအကြောင်းကိုပြောပြရမယ်နောက်တနေ့မနက်မှာတော့မိသားစုဆရာဝန်ကိုခေါ်လိုက်ပါတယ်ဒီနောက်အာတိမိဘတွေကိုလည်းခေါ်လိုက်ပါတယ်အာတိအမေကပြောပါတယ် ။ကျမသမီးကနေမကောင်းဖြစ်နေတာမဟုတ်ဘူး။သူဒီတိုင်းချက်ပြုတ်ရတာကိုကြိုက်တာပါ။သူမလှထားလိုက်တဲ့အိမ်ကအိမ်ကောင်းဖြစ်နေတော့သူမကိုမိဖို့ကြောင့်လည်းဝင်ခွင့်တော့မပေးကြဘူးလေ။ဒီလိုနဲ့ပဲသူစိတ်အဆွဲကြီးလာတာပေါ့။ခမရပြောတာမှန်တယ်ဆန္ဒ။အာတီးကတုံ့ဆိုင်နေခဲ့တာကြောင့်ဘာမှမပြောနိုင်ခဲ့တာပါ။သူမကဒီတိုင်းချွေးမတယောက်လိုပဲချက်ပြုတ်ရတာကိုကြိုက်တာပါ။သူဟင်းချက်ခွင့်ပေးလိုက်မယ်ဆိုရင်ခမည်းရဲ့အဲ့နေဟင်းတာချက်တဲ့ချွေးမှရှိမှာမဟုတ်တော့ပါဘူးအာတိရဲ့နှလုံးတွေကနေမြေယူရီစီးကြလာခဲ့ပါတယ်ပြီးတော့ပြောပါတယ် ကျမကိုခွင့်လွှတ်ပါအမေကျမကြောင့်ပြဿနာဖြစ်ရတယ်ကျမကချွေးမကောင်တရားမဖြစ်ခဲ့ဘူးမဟုတ်တာချွေးမလေးရဲ့ငါ့ကိုခွင့်လွှတ်ပါအရန်ကိုကောင်းတဲ့ချွေးမတယောက်ပါပြီးတော့နေရဒီအိမ်ရဲ့တာဝန်တွေကိုခြေပွင်ချင်ခဲ့တာဒါပေမဲ့ငါနင့်ကိုအခွင့်အရေးလေးတောင်မပေးခဲ့ဘူးနင့်ကိုတာဝန်တွေလည်းမပေးခဲ့ဘူးအခုကစပြီးဒီအိမ်မှာနင့်ချက်ပြုတ်ပါဦးလေးရောင်မှုကတော့နင့်ကိုကူပဲကူပေးလိမ့်မယ်ဘာမှအများကြီးစိုးရိမ်စရာမလိုပါဘူး ဒီလိုနဲ့ပဲအိတ်နေဟင်းထားချက်တဲ့ချွေးမလေးဟာဟင်းချက်ဖို့အခွင့်ရရရှိသွားခဲ့ပါတယ်။ဒီနောက်အတိရဲ့ပြဿနာကိုလည်းဖြေရှင်းလိုက်နိုင်ပါတယ်။သူမဟာအလုံးကြိုက်တဲ့အစားအစာတွေကိုချက်ပြုတ်ပြင်ဆင်ပေးပါတယ်။ရခုမတွေကလည်းအပတိယာစားတော့ခဲ့ကြပါတယ်။အစားအစာတွေနဲ့သူမကိုချီးကျူးခဲ့ကြပါတယ်။တကယ်ပဲအတိသမီးရဲ့လက်ရာတွေကိုစားရတာဥလေးရောင်မှုချက်တာမဟုတ်ဘူးဆိုတော့အလွတ်လေးပြောနိုင်တယ်။7 star hotel ကအစားအစာစားရတယ်လို့ပဲ။သမီးချက်တာတွေအတော်လေးကိုစားကောင်းတယ်။ ချွေးမလေးပထမဆုံးချက်ပြုတ်ပေးတဲ့အတွက်ချွေးမလေးကိုပတ်စံနဲ့လက်ဆောင်တွေပေးရမယ်။အရင်ကရောင်မှုချက်ပြုတ်ခဲ့တာမလို့အသုံးဆောင်တွေကအဲ့လောက်မလိုအပ်ခဲ့ဘူးလေ။ဒီနေ့ကစပြီးသမီးကကောင်းတဲ့အစားအစာတွေကိုနှလုံးသားထဲကနေယူသားစွာချက်ပေးတဲ့အတွက်ကောင်းတာတွေကိုပြန်ပေးရမယ်။ရောင်မှုရေရှင်ရှင်းလောက်ကိုဂယူဆိုင်နော်။အခုပြန်ပက်ရှိလာပြီ။ရှင်းလောက်ကိုအခုအချိန်မရွေးဖြုတ်လိုက်လို့ရရနော်။ရောင်မှုရောင်မှုဟာဒီစကားကြောင့်ပျော်ရွှင်စွာနဲ့ရင်မောနေခဲ့ပါတယ်။ အခုသူမဟာပုံမှန်ချက်ပြုတ်နေတဲ့ချွေးမလေးဖြစ်သွားခဲ့ပါပြီ။သူမဘယ်တော့မှအိတ်နေရင်လည်းထင်ထားမချက်တော့ပါဘူး။ဟုတ်ကဲ့ပါ။ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ။ Channel လေးကို Like and Subscribe လုပ်ပေးသွားဖို့မမေ့ကြပါနဲ့နော်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါဦးမယ်။ကျေးဇူးတင်ပါတယ်ရှင်။